အားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ပိုင်ရဲကိုရဲ့စည်ရဲအခြေအနေတုံးသက်ချက်နဲ့အတူတိချသည့်ရဟတ်ယင်ဤ ဘိုးကြီးအလောင်းတွေ့ပြီးရွှေကူ၌အရေးပေါ်ဆင်းသည့်ရဟတ်ယင်ပြန်မတက်နိုင်သေးဘူးလို့ KIA ထုတ်ဖော်ပြောဆိုလာတဲ့သတင်းတွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်ပါတယ်ခင်ဗျာ။ကိုရနာမြပိုင်ကုတ်တဲ့ကြောင့်အလုပ်ပြောရှင်းပါသေးတဲ့အကြောင်းကိုပိုင်းစုံကောင်တောင်းပါလေ။လူကစနာလေးတိကြပါသေးဒီနေ့ကတော့25ရက်5လ2025ပေါ့နော်။အဓိကပြောချင်တာကရခိုင်ဘက်ကိုပထဝီဆုံးပြောမယ်။ရခိုင်ကမိုးတီကိုသွားတယ်။ရခိုင် AC ကျောင်းကဘာဖြစ်သွားတယ်လဲဆိုတော့လမ်းမလေးအရှင်းနဲ့ခံတဲ့ကားချောက်စီတော့ကဟို9မိနစ်တွေ10မိနစ်တွေမှာအကုန်ပျောက်သွားတာမျိုးရှိတယ်။အဲ့မှာလွတ်သွားတာဆိုတော့ကျွန်တော်အိမ်ကတော့ပြန်ရောက်နိုင်တဲ့သူဆိုတော့17ရက်17ရက်လောက်တော့တွေ့မယ်။ကျွန်တော်တို့ဒီကနေပေါ့ ကြည့်တယ်မြင်ခွင့်အရာပေါ့နော်အဲ့လိုမျိုး၁၂ရက်လောက်နေကောင်းတော့သူပြန်ပြီးတော့အိမ်ပြန်နိုင်တဲ့သူတွေရှိတာပေါ့တော်တော်ကဒါမျိုးတွေလည်းအဲ့လိုမျိုးပေးထောက်ပြီးအဲ့လိုတခါလေးရှင်းနေပေးရတာဟာဒါအများကြီးမပြတ်စည်းဘူးပေါ့နော်သူတို့လှုပ်ပေးတာမှဆိုမျိုးရွာပြည်နယ်တွေအကုန်တော်တော်များများပြတ်စည်းတာပေါ့နော်အဲ့ဒါအခုလိုမျိုးရှင်းနေတာဟာအမှတ်တမ်းကောင်းပါလေကျွန်တော်တို့ကတော့ဒုဒ္ဒါတွေဒုံနာတွေမရှိဘူးငင်းငယ်ကြီးကအေးတန်းတန်းလုပ်ပါဟုတ်လားကျွန်တော်တို့ပြောနေတဲ့စကားရိုးရိုးလေးပဲရခိုင်ပြည်နယ်ကြီးကိုရခိုင်ပြည်နယ်ကြီးအုတ်ထုတ်ချင်တာလားအုတ်ထုတ်ချင်တာအုတ်ထုတ်ချင်ရူကောက်ကွန်းလုပ်ပါရူကောက်ကွန်းကဝင်ပြိုင်မှာအောင်မြင်နိုင်တဲ့အခါမှာပါတီတွေမှာဖြစ်ပြီးတော့ ပြည်နယ်ဝင်ကြီးချုပ်ရဲ့နိုင်ငံတော်ဒီပြည်တော်စုနဲ့လက်တွဲပြီးလှုပ်ဆောင်ပါဒါမျိုးလောဘတွေမကြီးပါနဲ့မဖြစ်နိုင်တဲ့အိမ်မက်တွေမမက်ပါနဲ့ဆိုတော့အနေထားမျိုးပဲကျွန်တော်တို့ကပြောတာရခိုင်ပြည်နယ်ထဲမှာဆိုလည်းမြန်မာတွေကအများကြီးပဲဟုတ်လားရခိုင်တိုင်းဒီတိုင်းနာတွေမြန်မာတိုင်းဒီတိုင်းနာဒီလိုပဲဗမာပြည်ကနေဆိုလည်းဒီကရန်ကုန်ကနေဒီက ဒီမီဒီယာအနေမှာပဲဒါရခိုင်တိုင်းသားတွေအကုန်အကျင့်ရှိကြတာဒါလိုမျိုးစီးလုံးလုံးညင်ညွတ်နေမကောင်းဘူးလားအဲ့ဒါတော့တပ်ဖက်မီဒီယာတွေကမြောက်ပဲ့သွေးမြောက်ပဲ့နေတဲ့သူတွေရှိပါတယ်သို့တော့လည်းပဲသူတို့ကသူဘယ်လိုပဲမြောက်မြောက်ပဲ့မှာရခိုင်မှာကတောင်ပိုင်းသားနဲ့မြောက်ပိုင်းသားမှာတောင်ပိုင်းသားကတော့တကယ်ရင်ကျေးလိမ့်ပါတဲ့ဟိုမီးစစ်ဖားစစ်ပေါ့ဗျာနော်အမျိုးကောင်းတာသမီးတွေလိုပဲပြောရမှာပေါ့နော်ဟိုဘက်ကရတော့အရင်တိုင်းနေလိုပဲကျွန်တော်တို့ကပြောရမှာပေါ့ဒီကလည်းအမျိုးဘာသာတာသနာလို့ပြောလို့ဆိုတော့တဲ့ဆက်ဆက်ထီအောင်နာတဲ့ဟိုဟိုဖက်ဆက်တွေပေါ့ဖက်ဆက်ဆိုတာကတပ်ဖက်နိုင်ငံသားနဲ့ပတ်သက်ပြီးတော့မှရရှိတာတဲ့သူတွေလားတော့မသိဘူးအဲ့အမျိုးဘာသာတာသနာဆိုအပေနာတဲ့သူတွေပေါ့နော် အဲသူကြောင်းကိုမကြောင်းခံနိုင်တဲ့ပုံစံလေးပေါ့ကျွန်တော်တို့နေတဲ့အမျိုးသားအတဏ္ဍာကကျွန်တော်နေတဲ့လို့ပြောပါရယ်ခရစ်ယာန်နဲ့ခရစ်ယာန်အစ္စလာမ်နဲ့အစ္စလာမ်ဟိန္ဒူနဲ့ဟိန္ဒူနောက်ကဗုဒ္ဓနဲ့ဗုဒ္ဓဗုဒ္ဓဘာသာပဲနော်အဲ့ဒါကျွန်တော်တို့ပြောချင်တာအဲ့ဒါမိမိအမျိုးသားအတဏ္ဍာကိုမိမိတို့တာဝန်ထမ်းဆောင်နေအောင်တိရခါမျက်နှာနောက်တော့ဆိုမိမိတို့စိတ်ဓာတ်နှလုံးသားနောက်ပေါ်အဓိကဖြစ်တာပေါ့နော်အခုဗမောမဗမောမကျွန်တော်တို့လေရင်သိပြကြတယ်ပြကြတာကဒါကျွန်တော်ဆက်ချုပ်ရမှုဖြစ်သွားတယ်ဟောဘက်ကတော့ဗမောမကဒီမင်းကောင်စိတ်ကောင်းပါနော်ဗမောမကကျွန်တော်တို့မနေ့ကဆိုလဲအပြက်ပြောပြီးတာဟောတိရက်ဒီအလင်းဝင်ပါလက်နဲ့ချပါစစ်ကဲ လှုပ်ရှားမှုသည်ပြင်းထန်လာတော့မှဖြစ်တယ်။နောက်တာအရှိန်မြင့်တင်တော့မယ်တမ်လော်ဘက်ကစစ်ရှိန်ကိုမြင့်တော့မယ်အချိန်ကာလလေးကကတ်သွားပြီဖြစ်တဲ့အတွက်စစ်ရှိန်ကိုတနင်္ဂနွေလုံးတိုင်းတိုင်းမြင့်တော့မှဖြစ်တယ်။စစ်ရှိန်မြင့်တဲ့ခါကျတော့ရှင်ထိခိုက်ဒေသမှုများပြားမှဆုံးရင်လည်းအတွက်တမ်လော်ကြီးအနေနဲ့ကကြိုတင်စာချပြီးတော့တတိပြီးတဲ့ကြရားလို့ပေါ့လေဒီလိုစာချပြီးတတိပြီးတော့တာသိလိုက်ပါလေနော်။ပြီးရင်ရောက်တက်ချင်းသွားပြီးတာပဲ။အဲ့ဒါကတမိုင်းမှာရှိပြန်အခုလက်ရှိတဲ့တည်နေကြတဲ့လူတွေရှိပါလေနော်။အဲ့တော့ကျွန်တော်ပြောချင်တာကကျွန်တော်ပြောချင်တာကဒီကချင်ပြည်နယ်ပေါ့နော်။ အာကတင်ဒီနဲ့ဒီပမောမှာဆိုလို့ဆိုလို့ရှိနေတဲ့ PDF ညီငယ်ညီမငယ်တွေအကုန်လုံးအတက်နိုင်တော့အလင်းဝင်ပြီးတော့မှပြန်လှည့်ပြီးတော့တက်မှာလည်းပူပေါင်းမှုတော့ဒီညနေတော့တိုက်တွန်းလိုက်ပါလေ။နောက်ဒီ PDF နဲ့မှာဒီတော့ကောင်းကင်ကိုလည်းကျွန်တော်တို့စစ်တမ်းနဲ့ထုတ်လာတာတော်တော်များများနေရနဲ့ပတ်ထုတ်လိုက်ပြီးဒီတရားညီတော်နာမှာ KI နဲ့အဲဒီ PDF တော့နောက်သူတို့တင်တဲ့ပွဲကားနဲ့မှာ KPD ရဲ့အလောင်းတွေတော်တော်များများတွေ့ရတယ်။ဒါပေမဲ့ဒီတော်တော်များများတွေ့ရတဲ့လက်သွားကြတာများတယ်။ KI နဲ့လက်တာများတယ်။ KI နဲ့ KPD နဲ့ဆို KPD ကလည်းများတယ်။ ဒီလောကကာမိုင်းနိုင်ရာဖာကန်အဲအဲ့အကုန်လုံးကအဲ့နာမကျအဲ့တရားပေါ့ဗျာနောက်ဆုံးကျတော့တရားကြီးနာမမှာတော်တော်ကြီးကိုကျွန်တော်တို့ဒါမနည်းရတော့ဆိုဒီဘက်ဒီအကြောင်းကျွန်တော်တို့ဆက်တော့တက်သွားပြီเนาะတံတော်ကြီးနေနေရတော့ဒါအောင်မတက်တော့တာနဲ့အလုံးပြောနေကြတော့ဒီတစ်ခါပဲကျွန်တော်တွေ့ဘူးလေเนาะဘာဖြစ်လို့အကြောင်းဖက်ဒီရှိတဲ့ညမှာဒုက္ခရောက်တာကိုသိရအောင် ဟုတ်လား PDF အဲကမလေးတယောက်ကလည်း PDF ၄၅ယောက်လောက်ကောင်ဝိုင်းကြောင်းလေးကျွန်တော်ဖိုက်တယ်ကြည့်တော့မက်တီတာရုံမုံဒီမှာအဲ့ခလေးတွေကငိုတန်းနေတဲ့ဘာညာအတားခံနေတဲ့ပြောလို့ပြောဒါမျိုးတွေကြားတာတော့ဒါကျွန်တော်ရှင်းနေမကောင်းဘူးဗျာနော်ဒါကျွန်တော်ကတကယ်အကြမ်းဖက်ဆိုတာကတော့အကြမ်းဖက်ပဲဖြစ်သွားတာပေါ့ဘာလို့မှစီးနဲ့ကန်တယ်မဖြစ်နိုင်ဘူးပေါ့နော်အဲ့လိုမျိုးရှိတယ်နောက်ကကျတော့ဟိုနောက်ထုတ်မှဆိုလို့ချင်းကျွန်တော်နောက်ထုတ်မှလည်းတော့နောက်ထုတ်ခုံးနေတော်တော်များများတိတ်မဲ့တဲချိုရပါမှာဆိုတော့တဲချိုခုံးနေပိုင်းနေတယ်တော်တော်များများတိတ်မဲ့ပလောင်ထဲကတက်နေလေးဆိုတဲ့ပြည်ပါလိကျွန်တော်မပေါ်တော့ပြည်ပြည်ပြည်ကျွန်တော်အရင်ကပြန်တိုင်းနိုင်လို့ PDF အင်အားလည်းမရှိတော့ဘူးဘယ်လိုအင်အားမှမရှိတော့သူတို့စုပြတိုက်ဖို့တက်သူတို့ကဘယ်နေရာမှမရှိတော့တက်မတော်က တုံးဆိုတစ်ချက်တည်းဝင်တိုင်းလို့ရရင်ဒီကောင်ကအော်တိုမက်တစ်ပြေးပြီတိုက်မယ်ဆိုရင်ပြေးပြီဘာဖြစ်လို့ဆိုတော့သူတို့မှဘာအင်အားမှမရှိလို့ဘာမှမရှိတော့ဘူးလက်ပလာကြတာရရှိတဲ့တရားသာသာပြည်စီရတယ်သူတို့လူကြီးပိုင်းနဲ့အကုန်တိမ်သွားပြီအကုန်သူတို့ရတော့မှလည်းလူကြီးပိုင်းနဲ့ချမ်းသာသွားပြီပလောင်နေအငယ်ပိုင်းနဲ့ပလောင်ငယ်ပိုင်းတို့ချမ်းသာပါတယ် PDF တွေပေါင်းနေတဲ့ PDF တွေကဟိုအယူဆအရင်စားလေးတွေကအသေးစိတ်ကတ်နေတာအဲ့ဒါလည်းတပ်မတော်နေတဲ့ဒီရက်ပိုင်းမှာဆစ်ရှိမြင့်တော့မယ်နော်အဲ့ဒါလေးတော့ပြောကြတယ်ရက်ပိုင်းနဲ့ဆစ်ရှိမြင့်တော့မယ် ရခိုင်ရန်တန်းရခိုင်ပြည်နယ်အေးတန်းတော့မယ်ဆိုတာဒါပိုင်ကြီးပြောနိုင်တယ်။ဘာကြောင့်လဲပြောနိုင်လဲဆိုတော့ညစစ်ချိန်မြင်တော့မယ်။ပြည်ဒီနေနဲ့စာချပေးမယ်။ PDF တွေဒီလိုဖယ်မှာမဖယ်ဘူးလား။မဖယ်လို့ရှိရင်တော့ဒါတခါတည်းရှင်းလင်းမှာတော့တက်ပြီးတော့ဟိုအေးကြောင့်လုံးလိုက်တော့မယ်ဆိုတာတိုင်းပြည်အေးကြောင့်လုံးမယ်ဆိုတာမျိုးဖြစ်လာနိုင်တယ်နော်။အရာကြီးတိုင်းတော့ကအရာကြီးတိုင်းဘူးနဲ့ဒါအခုအလုံးလုံးနေပါပြီ။အလုံးလုံးနေတော့တို့ပြည်နယ်တဲ့တို့အရာကြီးတိုင်းအဆက်တွေတောက်လျှောက်ကိုဘယ်မှလာလို့မရအောင်လို့အခုဒေတာတက်ချက်နဲ့တုံးနေရတည်တယ်။အဲအရာကြီးတိုင်းကိုဝင်လာမယ်ဆိုတဲ့ရှင်မီလေးအားလုံးကိုအပင်းနှိမ့်တဲ့ပုံစံမျိုးရှိတယ်နော်။အဲအားလေးတော့သိအောင်ပြောတင်တယ်။နောက်တစ်ခုကျွန်တော်မြန်မာနိုင်ငံမှာဟာက ဟိုအစိုးရပိုင်းအားနေတာမှာတော်တော်ကြီးကိုအားနေပြီတော်တော်ကြီးကိုရုပ်ပြခြင်းမြတ်ဖြစ်တယ်နော်အွန်လိုင်းနေမှာဆိုပုံပြီးရုပ်ပြခြင်းမြတ်ဖြစ်တယ်66ကြာဂါဒီတော်တော်နဲ့ဆွဲမယ်ဟိုအောင်တော့ဆွဲမယ်ဆိုတဲ့အတွေးခေါ်ယူဆတွေပဲတအားများနေတယ်နော်အစိုးရပိုင်းကအစိုးရလုပ်ကိုလုပ်ပါအစိုးရပိုင်းကအစိုးရလုပ်မလုပ်လို့ဆင်လို့ချင်းတိုင်းကြီးကပြက်စီးမှုတွေအများကြီးဖြစ်မယ်အကြမ်းဖက်တွေကိုအများကြီးအားပေးသလိုဖြစ်မယ်ဒါလက်ရှိအစိုးရပိုင်းဆိုလို့ချင်းဘာလို့အဲ့ညာဆိုကျွန်တော်တို့ဒီဘာလဲကျူးကျူးလို့တဲတဲတယ်ဘာလဲတဲတဲတာအွန်လိုင်းအကျင့်ကျင်းနဲ့တဲတဲတာသူအွန်လိုင်း shopping အကောင့်မှာ 牛的鼻子，你们都说水流暴开呢，它常常流到喇叭啦，都冇听到水流暴开呢，都都是习惯问问别家子来把来说的，但哪一点呢？偷懒呢？来哪一点呢？喏，偷懒呢？来哪一点呢？都都会沙沙啦啦，水流暴开呢，你讲嘛，所以讲嘛，隧道啊路线，都每家都用着，不像以前地皮那样咯，晚上都是比较热闹。第二问问的，别家问为新的吧，都来说的，无咱咱讲哪一点呢？哪一点呢？喏，都都这样，都大喇叭，你冇冇喝过？那都反正都大，差不多都冇吃嘞，差不多都冇吃，但嘛，酒冷的就吃的嘛，喝嘛个酒呢嘛，用的都。 ဒီအလောက်ကုန်ပစ္စည်းကတကယ်ကျွန်တော်တို့မြန်မာနိုင်ငံတွေကတရားမဲ့သွင်းခွင့်ပြုထားတာလားဒုတိယမဟုတ် FTA ရဲ့ခွင့်ပြုချက်ရှိတာလားရှိတာရင်မြန်မာနိုင်ငံမှာတရားဝင်ရောင်းချနေတဲ့ကုမ္ပဏီလားဘာလို့ဒီလိုတော့လုပ်လဲဟိုမှကဘက်က200မှာပြည့်ဦးဒီမှာ700တောင်နဲ့ရောင်းတယ်ဟိုမှငါတသိန်း2သိန်းမပြည့်တဲ့ဟောင်းဒီမှာ700တောင်ဆယ်သိန်းနဲ့ရောင်းတယ်ရောင်းပြီးအဲ့ဒီဝင်ဝင်ရဟုတ်လားကျွန်တော်တို့နိုင်ငံတော်အခွင့်ဆောင်တယ်လားဒါမှမဟုတ်ဒါလည်းလိမ့်နေတာပဲလေလိမ့်နေတာပဲဒီပစ္စည်းကိုဒီမှလာပြောဒါသူကတန်တန်ကြီးမဟုတ်တဲ့ဟာကြီးနဲ့ဒါလိမ့်နေတာဆိုလိမ့်နေမှုတိုင်းကြားပြမယ် နော်ကလေးငယ်ကြီးလောက်တာဒီတိုင်းမှာဒီအမျိုးသမီးနှစ်ယောက်ကိုတော့ဒါဆက်ဆဲတဲ့နယ်နော် online online တက်တဲ့ online ဆိုညီမသုံးယောက်ဒါအခု line ပေါ်မှာဆိုအရင်မှမမြင်တော့သူတို့တော့ဒီရွှေတွေကဟိုပို့ဆိုပက်ဆက်ကြီးကိုပြလာပြီးတော့ပို့ဆိုပက်ဆက်ကြီးကိုလောက်ပြနေတာဒါညီမနိုင်ငံသူနိုင်ငံသားတွေအခုအနေခံနေရလားအနေခံရပြီဆိုတဲ့ကောင်ကဒါကြားပြန်နေပဲဒီညီမသုံးယောက်ကိုဒါဆက်ဆဲတဲ့နယ်သူတို့ကညီမနိုင်ငံသားဟုတ်မဟုတ်သူတို့တွေရဲ့လုံဆောင်မှုကဟုတ်မဟုတ်ဒါကအစိုးရရဲ့ကဲဒီ online မှာဆိုရင် ဒါကျွန်တော်တို့ဒေတာတာစစ်ဆေးဖို့လိုတယ်လို့ပြောချင်တယ်နော်အွန်လိုင်းမှာဒီလိုကလင်ငယ်ကြီးတွေတော်တော်များတယ်ပြီးတော့သူပစ္စည်းကအစင်ဟောပစ္စည်းကအတူတူနဲ့ပြဿနာတွေကလည်းဒါအဖြစ်နေတယ်ဒါကနိုင်ငံတော်အစစ်နဲ့နိုင်ငံတော်မှာရှိတဲ့အစိုးရတွေလုံဆောင်နေတယ်ဘလောက်ရွှေပုံခဲပြီးဝင်လာတဲ့ဥစ္စာမှာဒီမိန်ကလည်းပိုင်ဆိုင်မှုကမျက်မျက်လုံးနေတယ်မကြတဲ့ခင်ကာလတုန်းကပဲနည်းနည်းတော့ပိုင်ဆိုင်မှုတွေအများကြီးမဟုတ်ဘူးဟာဒါနိုင်ငံတော်အခွန်ဆောင်ခဲ့ကြလားနိုင်ငံတော်ရဲ့တရားဝင်ပြုတာဒါကိုတက်ဆိုင်ရာဝင်ကြီးတွေတက်ဆိုင်ရာဌာနတွေကဒါလုံဆောင်တင်တယ်လို့ကျွန်တော်အနေနဲ့သုံးသပ်ခြင်းတယ်ကျွန်တော်အနေနဲ့ပြောခြင်းတယ်နော်ဒါကအမတန်ကိုဟိုဒါပို့ဆောင်မှုပဲဖြစ်တယ် ီကနေပြောမှလက်နက်တွေမစီစင်းနိုင်ဘူးအကြမ်းဖက်တွေနဲ့မပတ်သက်နိုင်ဘူးဆိုတာလုံးဝမဖြစ်နိုင်ဘူးเนาะအဲ့ဒါဖြစ်နိုင်လားမဖြစ်နိုင်လားဆိုတာဒါအစိုးရဘိုင်းနဲ့စစ်ဆေးတင်တယ်ဒါလေးကိုတော့ကျွန်တော်ပြောချင်တယ်နောက်တစ်ခုကျွန်တော်ဒီဟိုအရင်တကရွှေခေါင်းလောင်းလားရွှေခေါင်းလောင်းဆရာတော်ဆဲပါညာဟဲ့လားဒီကမင်းဖြစ်တယ်ဘာသာကြီးကပြောနေတယ်ကျွန်တော်ဘာသာကြီးပိုင်းကဆိုင်ရာလူတွေကိုလည်းပဲကျွန်တော်ဒါတားမြစ်ပြီးပြောတယ်နိုင်ငံတော်အစိုးရကိုလည်းပဲဒါကျွန်တော်ထိရောက်တော့အရေးယူပြီးပြောတဲ့အချိန်မှာဒါတမိတယ်ဗန်းတယ်ဒါ2016နှစ်နဲ့3လလောက်မိကြာတာတွေ့တယ် သူများကိုကြားလို့ဝမ်းသာလာမှာမဟုတ်ဘူးနိုင်ငံရေးတွေမစော်ကားကြတဲ့ဘာသာရေးတွေနဲ့နိုင်ငံရေးမရောချက်ကြတဲ့ပြီးတော့စီးပွားရေးတွေကလည်းပဲဒါနိုင်ငံရေးနဲ့အကြမ်းဖက်တွေအားမပေးဖို့ပဲကျွန်မပြောချင်တာရှိတယ်ဒီတဲတဲ online shopping တော့ဒါစုံနေစားသုံးလုံးတို့စားရဖားတို့အကုန်လုံးကဒီအခွန် ပြီးတော့စစ်ဆေးဌာနတွေအကုန်လုံးတော့ရောက်စစ်ဆေးတင်နေဆိုတော့ဘာကြီးပြောနေမှာအားလုံးကျမ်းမာပါလေကြောင်းချမ်းသာပါလေကြောင်းစုပေါင်းတောင်းလိုက်ပါရောလိုအပ်တဲ့ဌာနတွေပြပါလေပိုင်ရန်ကွာတော့တဝဥတာတွေဒုဥတာတွေမရှိဘူးတိုင်းကြီးငင်းချမ်းမှုနဲ့တိုင်းကြီးမှာမှန်ကန်မှုပဲတိုးအပ်တယ်ဆိုတော့ပြောကြကြပါလေစစ်ကောင်စီဤရဟတ်ရင်ပစ်ချမှုတွင်တေဆုံးနေသည့်ဗိုလ်ကြီးတဦးရုပ်အလောင်းတွေ့ရှိခဲ့ပြီးရွှေကူမြို့၌အရေးပေါ်ဆင်းသက်သည့်ရဟတ်ရင်မှာပြန်တက်နိုင်ခြင်းမရှိသေးကြောင်းကချင်လွတ်လပ်ရေးတပ်မတော် KIA သတင်းပြန်ကြားရေးဌာနတာဝန်ခံဗိုလ်မှူးကြီးနော်ဘူးကပြောကြားသည် ပူပေါင်းတပ်မျိုးသိန်းစစ်စင်ရေးဆောင်ရွက်နေသည့်ဗမော်မျိုးရှိစစ်ကောင်စီလက်ကျန်တပ်များကိုစစ်ကောင်စီကလေရင်များအုံပြုစစ်လက်နက်ရိက္ခာများဖြစ်တင်းနေကြောင်း KIAE ဗမော်မျိုး၌စစ်ကောင်စီကလေကြောင်းအုံပြုတိုက်ခိုက်မှုစစ်အင်အားဖြစ်တင်းမှု မေလာ20ရက်တွင်ဗမော်မြို့သို့လာသည့်စစ်ကောင်စီရဟတ်ယာဉ်3စီးအနက်နှစ်စီးပြစ်ခတ်နိုင်မှုပြစ်ချခံရသည့်ရဟတ်ယာဉ်နှစ်စီးအခြေအနေပြစ်ချမခံရဘဲနန်းပေါင်၄တပ်သို့ပြန်ရောက်သွားသည့်ရဟတ်ယာဉ်မှစစ်ကူများထိခိုက်ဒဏ်ရာရရှိမှုအခြေအနေများအပေါ်ဗိုလ်မှူးကြီးနော်ဘူးကယနေ့မေလာ21ရက်တွင် လူထုຫນွေဦးသို့ရှင်းလင်းပြောကြားသည် မေလာ20ရက်နေ့လယ်တွင်ပမော်မျိုးရှိအမှတ်27စစ်စင်ရေးကုကဲမှုဌာနချုပ်တို့လူရင်အားဖြင့်ရန်မြကြီးနာမျိုးပတ်မှလာသည့်ရဟတ်ရင်၃စီးကိုပြစ်ခတ်ရာနှင့်စီးထိမှန်ခဲ့ဟုသည်ဟုပြောသည်တစည်းကတော့ရွှေကူရောက်ဖို့မိုင်ပေါင်း15မိုင်လောက်กว่าမှာတောထဲမှာပြတ်ကျသွားတာရှိပါတယ်ထိသွားတဲ့ရဟတ်ရင်တစည်းကတော့ရွှေကူဘက်မှာအရေးပေါ်ဆင်းသက်သွားတာအခုထပ်ထိပြန်ပြီးမှတက်သွားတာမတွေ့ရဘူး ဟုဗိုလ်မှူးကြီးနော်ကူကပြောသည်။တစည်းမှာနန့်ပေါင်စစ်ကောင်စီလေတပ်ကိုဆင်းသက်နိုင်ခဲ့သည်ဟုဆိုသည်။အဲ့ဒီအစည်းမှာတဲလာတဲ့စစ်တီတွေကိုတော့ဗမုံမှာချထားလို့ရပြီ။ချထားတဲ့နေရာမှာအယောက်နှစ်ဆက်ချထားတယ်တဲ့။အဲ့ဒီအထဲမှာငါးယောက်ကတော့တိုက်ပွဲဖြစ်တဲ့နေရာလေရင်နဲ့ချထားတဲ့နေရာမှာငါးယောက်တန်ရာရသွားတာဟုဗိုလ်မှူးကြီးနော်ကူကပြောသည်။ရွှေကူမျိုးနဲ့16မိုင်กว่า၌ပြကြခဲ့သည့်ရဟတ်ရင်တွင်စစ်ကောင်စီကအင်အားမြင့်များလိုက်ပါလာသည်ကိုအတိအကျမသိရဟုလည်းပြောသည်။ thank you